်ပထမဆုံးမေးတဲ့မေကွန်းကကိုမြင့်သိရဲ့မေကွန်းဖြစ်တယ်ပထမဆုံးဆိုင်ပြီးတော့ယုသိစွာမေးလျောက်ပါနေဖျားရဟန်းတော်များလမ်းပေါ်ထိုက်ဆန္ဒပြခြင်းဒီမိဒီသိခါဘုံများနဲ့ညီဆွမ်းနေပါသည်ဒီမိုကရေစီမေကွန်းနဲ့ပကာတနိယကံလောက်တာ တစ်ခုရှင်းပြတော့မျိုးထဲမှာဆန္ဒပြတယ်ဆိုတဲ့အခါသင်္ကန်းယုံပြီးတော့ဒီဝိနိတိခါဘုမဖောက်ဖြစ်ရင်တော့ဆန္ဒပြတယ်ဆိုတာနဲ့တော့တိခါဘုနဲ့ညီဆုံးပြန်အကြောင်းရှိနော်ဆန္ဒကိုထုတ်ဖော်တာအများကိုသိအောင်လုပ်တယ်ဆိုတဲ့နေရာအဲတခုတော့မှတ်ရမယ် strike နဲ့ right off ကိုပွဲအောင်ကြည့်ရ strike လောက်တာလား right off လား right off ဆိုတာအကျံဖက်တဲ့အဓိကရုံးလောက်တာဖြတ်စည်းတာဝါတရားတွေဖြတ်စည်းတယ်အဲ့ဒါဆိုရင်တော့ right off ကိုခေါ်တာ right off မဟုတ်ဘဲနဲ့ strike strike ဆိုတာကြတော့ကိုယ်ဆန္ဒကိုထုတ်ပေါ်ကြရအောင်အဲ့ဒီလို strike ကတော့ဥပမာ hunger strike ဆိုတော့သူ့အိတ်နေတာပဲလေအဲ့တော့ strike ဆိုတာ ဆိုရင်ကတော့အပြည့်စစ်စရာတော့အကြောင်းမရှိဘူးဥပမာတစ်ခုပြောပြရမယ်ဆိုရင်ဆန္ဒပြတယ်လို့ခုခေတ်လို့ခေါ်ရင်ခေါ်အောင်ပေါ့ဆန္ဒထုတ်ပေါ်တယ်ထုတ်ပေါ်တာလည်းပြတာဘာကွဲတယ်ထင်စကားလည်းရင်းရင်းကြီးကြီးလေးတုံတဲ့အခါမှာတစ်မျိုးပေါ့နော်အဲ့တော့ ဒေဝတ္တပြတနာပေါ်လာကနေမှာရှင်သာရိပုတ္တရာနဲ့ယဟန်နေဟာဓာတ်စကြုံမျိုးထဲမှာဆန္ဒပြကြားဘူးကြလားအဲကြားဘူးရင်ပြောပြဒေဝတ္တကသစ္စာဘုရားကိုဆန့်ကျင်ပြီးတော့သူရာဇဝမှုမကင်းတဲ့အလုပ်တွေလုပ်တော့မှဘုရားအသိတယ်ပြီးတဲ့အခါကျတော့သစ္စာဘုရားရှင်သာရိပုတ္တရာကိုဥဆောင်ခိုင်းပြီးတော့ ပကတနိယကံဆိုပကတနိယကံပြုခိုင်းတယ်ပကတနိယရဲ့အဓိပ္ပာယ်ကဘာလို့ဆိုဒေဝရရဲ့သဘောထားနဲ့ဘုရားသာသနာကျမ်းတဲ့ယဟန်ကြီးရဲ့သဘောထားဟာမတူတာကိုထုတ်ပေါ်ပြတာဒါလည်းဆန္ဒပြတာနော်ဘလို့ထုတ်ပေါ်ပြီးဒါစကြုံမျိုးထဲမှာရှင်သာရိပုတ္တရာခေါင်းဆောင်ပြီးတော့လိုက်ပြောရတယ်ဒေဝရရဲ့သဘောထားဟာအရင်ကတည်းကတမျိုး အခုတမျိုးဖြစ်နေပြီဒေဝရလုံးတမြကိစ္စတွေဟာသာသနာနဲ့မဆိုင်ဘူးဉာဏ်နဲ့ယဟန်နေနဲ့မဆိုင်ဘူးဒေဝရနဲ့သာဆိုင်နေရဲ့ဆိုတာထုတ်ဖို့ကြင်ညာပြီးတော့မျိုးထဲမှာလှည့်ပြီးပြောတာရှိတယ်အဲ့ဒါကိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါဆန္ဒပြတာပဲပေါ့အဲ့ဒီလိုပြတဲ့နယ်အချိန်မှာပြတာအကောင်းဘက်ကိုဥတည်ပြီးတော့ပြတာအပြည့်ရဲ့လို့ပြောเสียအောင်အကြောင်းမရှိဘူးပေါ့ခုနလို right off ဆိုတာမျိုးလို့ မိရှုမယ်ဖြည့်စည်းမယ်ဆိုရင်တော့မိရှုတဲ့ဖြည့်စည်းတဲ့အပြစ်ကတော့ရှိတာအဲ့ဒါကျတော့ right out လို့ခေါ်တာပဲဒီ strike ဆိုတာကျတော့ကိုယ့်ရဲ့ဆန္ဒကိုထုတ်ဖော်တာညာတိအောင်ချိန်ညာတာတော့လုပ်ရတာအဲ့ဒါလို့လှုပ်ခြင်းကြောင့်ဤသည့်တိခ္ခာပုဂ္ဂိုလ်ဤသည့်တိခ္ခာဘုံနဲ့ညီဆွမ်းပါတဲ့ဒီစဉ် ်မြတ်စွာဘုရားကခြေသားရန်တို့ဆန္ဒမပြရဘူးဆန္ဒပြရင်အာဘသင့်စေလို့ပြညတ်ထားတာမရှိဘူးအဲ့တော့ဥပဒေမရှိသည့်အတွက်ကြောင့်ဘယ်သိက္ခာပုဒ်နဲ့မှညီဆွန်းစရာမရှိဘူးသို့တော့ညီဆွန်းနိုင်တာပါလဲဆိုရင်မြို့တွေရွာတွေမှာဒီသင်္ကားယုံသွားမယ်နော်ဒီမျက်လွှာချပြီးတော့သွားမယ်ဆိုရင်တိခိယသိက္ခာပုဒ်မှာလိုက်နိုင်ရမယ်အားလေးရှိတယ်အဲ့ဒီအတိုင်းလိုက်နိုင်ရင်တော့ ဒါဆန္ဒပြတာနဲ့မဆိုင်ဘူး။သွားရလာတာနဲ့ဆိုင်နေပေါ့နော်။အဲ့လိုသာရှိတယ်။အဲမို့ဒီမိကောင်ကအဲ့လိုပဲမှန်အောင်ပါပဲ